တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့လေးမျက်နှာမြို့နယ်ပန်တော်ကြီးကြေးရွာအနီးမှာ AA PDF ပူးပေါင်းတပ်များနဲ့စစ်တပ်အကြတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးစစ်တပ်ဘက်မှတိုက်စုံမှုများပြားဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အေယာဝတီတိုင်းလင်းမျက်နှာမြို့နယ်ပန်းတော်ကြီးကြေးရွာအနီးမှာ AA PDF ပူပေါင်းတပ်ဖွဲ့များနဲ့စစ်တပ်အကြတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးစစ်တပ်ဘက်မှတေဆုံမှုများပြားနေကြောင်းတပ်သတင်းအရင်းမြစ်နဲ့ဒေသပြည်သူများထံမှသိရှိရပါတယ်။ April 15ရက်နေ့မှာစတင်ပြီးစစ်တပ်ကလင်းမျက်နှာမြို့နယ်မှာစစ်ကြောင်းထိုးခြင်းစစ်အင်အားတိုးမြှင့်ခြင်းကင်းစကန်များတိုးချထားခြင်းများလှုပ်ဆောင်ခဲ့ရမှာ AA PDF ပူပေါင်းတပ်များနဲ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းနေ့စဉ်တိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများနဲ့ဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ ။တကြံတွင်းမှာလည်းတိုက်ပွဲဖြစ်တယ်။လေးမျက်နှာမြို့နယ်ပန်တော်ကြီးမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာလည်းတိုက်ပွဲဖြစ်တယ်။ဖြစ်နေတာကငတိုင်းချောင်းနဲ့လေးမျက်နှာအကြားမှာဖြစ်နေတာစစ်တပ်ဘက်မှာစစ်မှုထမ်းတပ်သားတွေတိုက်ဆုံတာများတယ်လို့ဒေသတရင်အရင်းမြစ်ကပြောဆိုပါတယ်လက်တလောစစ်တပ်ဘက်မှာတိုက်ဆုံထိခိုက်မှုများပြားနေတဲ့အတွက်ပသိမ်ဘက်ကိုစစ်သားများကိုတယ်ဆောင်နေရပြီးစစ်ရုံများမှာလည်းဂရင်းနေရမရှိတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိသူများပြားနေကြောင်းတပ်တရင်အရင်းမြစ်တချို့ထံမှသိရှိရပါတယ် အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာတိုက်ပွဲများခက်ဆိတ်ဆိတ်ဖြစ်လာနေတဲ့အတွက်စစ်တပ်ကစစ်ကူများကိုတောက်လျှောက်ပို့ဆောင်နေပြီးအေယာဝတီတိုင်းလမ်းကျောတစ်လျှောက်မှာကင်းစကန်များရုတ်သိမ်းလာနေကြောင်းငဝေါ်မြေကူတထားမှာတက်ဆွဲထားတဲ့တက်ကိုလည်းရုတ်သိမ်းထားကြောင်းဒေတာစစ်ရေးသတင်းအရေးမြင့်များထံမှသိရပါဗယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးမြို့ကိုစစ်ကောင်စီပြန်ဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာရှိုးမြို့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များယနေ့ဧပြီလ17ရက်နေ့မှာပြန်ဝင်လာပြီးလာရှိုးတီဘောပြည်တော်စုလမ်းမှာရှိတဲ့နောင်မွန်လမ်းပိုင်းကိုဖျက်ဆီးခွင့်ပိတ်ထားကြောင်းဒေသခံများကပြောပါတယ်။လမ်းကိုပိတ်ထားလိုက်ပြီးနောင်မွန်လမ်းကကိုးကန့်ထိန်းထားတာပါ။ပိတ်တာကတော့စက္ကဆနဲ့ညှိပြီးကိုးကန့်ကပိတ်တာ။ကားတွေလည်းတီဘောဘက်မှာပိတ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ တရုတ်အစိုးရရဲ့ PR ပေးမှုကြောင့် MND တပ်ဖွဲ့ဝင်များကတကြံကာလာအတွင်းလာရှိုးမျိုးမှဆုတ်ခွာခြင်းဖြစ်ပြီးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းများကိုလည်းခေါ်ဆောင်သွားကြောင်းဒေသခံတရင်အရေးမြင့်များကပြောဆိုပါတယ်။ထို့သော MND တပ်ဖွဲ့ဝင်များကမြို့ပေါ်မှာဆုတ်ခွာပေးပေမဲ့မြို့ပတ်ပတ်လဲမှာတက်ဆွဲနေရယူထားကြောင်းဒေသခံတချို့ကပြောပါတယ်။ မြို့ပေါ်မှာကိုကန့်စစ်သားနဲ့ရဲတချို့ရှိနေသေးတယ်စစ်ကောင်စီကပြီးခဲ့တဲ့ရက်အနေငယ်ကလေးကအရက်ဝက်နဲ့ဝင်လာနေကြတာတချို့ရှိတယ်မြို့ထဲမှာအခြေအနေကစောင့်ကြည့်နေကြတယ်လို့ဒေသခံတဦးကပြောဆိုပါတယ်စစ်ကောင်စီကလာရှုံမြို့ကိုပြန်လည်ဝင်ရောက်လာပြီးဖြစ်တဲ့အတွက်မန္တလေးမူဆယ်ပြည်တော်စုလမ်းမတစ်လျှောက်နှီးမျိုးစုံတုံးပြီးအင်အားတိုးချဲ့လာနိုင်ကြောင်းဒေသခံသတင်းရင်းမြစ်များကပြောပါရယ်။ဒါအပြင်ဧပြီလ18ရက်နေ့ညနေပိုင်းကလေးကလာရှုံမြို့ရက်ကွက်စနစ်အတွင်းစစ်နက်ဘိန်းကားတချို့ရောက်ရှိလာခဲ့မှုကလည်းထူးခြားကြောင်းဒေသခံများကပြောပါရယ်။ အစိုးရဒေတာခန့်ကဘယ်ဘက်ကကားတွေလဲတော့မသိဘူး။နောက်ပြီးဘာတွေပါလဲမသိဘူး။မနေ့ကျတော့ပြန်ထွက်သွားတယ်။အနီးကသွားကြည့်လို့မရတော့အသေးစိတ်ပြောမတတ်ဘူးလို့ပြောပါတယ်။ဌာနဆိုင်ရာများနဲ့နှီးဆက်တဲ့တရင်အရင်မြစ်တအုပ်ကလာရှိုးမြို့ကိုလာဝကနဲ့ထွေအုပ်ဝန်ထမ်းများပထမဆုံးဝင်ရောက်လာမှဖြစ်ပြီးစစ်ကောင်စီကနောက်ရက်များမှာဝင်ရောက်လာနိုင်ကြောင်းဧပြီလ22ရက်နေ့မတိုင်မီအပြည့်အဝဝင်ရောက်လာမှဖြစ်ကြောင်းပြောဆိုပါတယ်။ဌာနဆိုင်ရာဝန်ထမ်းတွေကိုမူဆယ်ကနေဟက်စကီနဲ့ပို့မယ်။တွားရမယ့်ဝန်ထမ်းတွေလည်းလက်နေကြတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ စစ်ကောင်စီဟာမြို့ပေါ်တာကွက်ရီအုပ်ချုပ်ခွင့်ရထားပြီးမြို့ပတ်ဝန်းကျင်နဲ့ကြေးရွာတွေကိုတော့ MNDA ကဆက်လက်ထိန်းချုပ်ထားမယ်လို့သတင်းများထွက်ပေါ်နေပါတယ်။လက်ရှိအခြေအနေများနဲ့ပတ်သက်ပြီးစစ်ကောင်စီကရော MNDA ဘက်ကပါသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။အမှန်တိုင်းဖြစ်ရရင်တော့လာရှိုးမြို့ကအခြေအနေတွေမကောင်းဘူး။မြို့ခံတွေအနေနဲ့ကြီးလန့်စာစားနေရတယ်။ဘာဆက်ဖြစ်မယ်လို့လဲမခံမနိုင်အောင်ပဲလို့ရှမ်းပြည်နယ်မြောက်ပိုင်းမှာသတင်းရင်းမြစ်တူကပြောဆိုပါရတယ်။ MNDA နဲ့မဟာမိတ်များကတစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာရမခအပါအဝင်လာရှိုးမျိုးကိုဩဂတ်စ်လ3ရက်နေ့ကအပြီးသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအုတ်ချုပ်ရေးရန်ညဖော်ဆောင်ခဲ့ပါတယ်။လာရှိုးမျိုးကိုစစ်ကောင်စီထံပြန်ပေးရန်ဖိအားပေးခဲ့တဲ့တရုတ်အစိုးရကိုမြို့ကန်များကဒေါသဖြစ်နေကြပါတယ်။တရုတ်အစိုးရကတရုတ်မြန်မာနယ်စပ်ကုံသွယ်ရေးလှုပ်လို့ရလာရှိုးမျိုးမှာ MNDA ကိုစုတ်ခွာခိုင်းပြီးစစ်ကောင်စီကိုမြို့ကိုပြန်ပေးရန်ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်တချို့ကပြောပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မကွေးအချင်းထောင်တိုက်ခိုက်ခံရပြီးနောက်နိုင်ငံရေးအကျဉ်းသားကိုအောင်ခန့်ဦးခပါလေးနဲ့ဦးဝင်းမြင့်လှိုင်ခကိုကိုလိုင်တို့ကိုစစ်ကောင်စီကအသက်အန္တရာယ်စိုးရိမ်ရသည့်အထိနှိပ်စက်ညှဉ်းပန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမကွေးမြို့ဗဟိုချင်းထောင်ကတောင်းနေအချင်းထောင်ကိုတော်လိုင်းအင်အားစုများကဝင်ရောက်တိုက်ခိုက်ပြီးနောက်နိုင်ငံရေးအကျဉ်းသားကိုအောင်ခန့်ဦးခပါလေးနဲ့ဦးဝင်းမြင့်လှိုင်ခကိုကိုလိုင်တို့ကိုစစ်ကောင်စီကအသက်အန္တရာယ်စိုးရိမ်ရသည့်အထိနှိပ်စက်ထားပြီးဒဏ်ရာအပြင်းထန်ရရှိထားကြောင်းအချင်းထောင်နဲ့နှီးဆက်သူများကပြောပါတယ်။ ဧပြီလ23ရက်နေ့ညပိုင်းမှာမကွေးမြို့မကွေးရေနံကျောင်းလမ်းဘေးမှာရှိတဲ့မကွေးဗဟုအကျဉ်းထောင်ခဒေါင်းနေအကျဉ်းထောင်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့အမတ်25ရစ်တဲ့ရင်းကိုဒေါင်းစစ်အောင် LPDF တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက်အကျဉ်းထောင်အာဏာပိုင်များနဲ့အကြံဖတ်စစ်ကောင်စီလက်အောက်ခံတပ်သားများကအကျဉ်းထောင်အတွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားများကိုအကြောင်းမဲ့ရိုက်နှက်နှိပ်စက်ခြင်းတိုက်ပိတ်ထားခြင်းဗိတ်တနု PDF ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခပါလေးနဲ့ NLD ပါတီမှမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်အမှတ်နှစ်တိုင်းဒေသကြီးလွတ်တော်ကိုစလဲဦးဝင်းမြင့်လိုင်ကိုကိုကိုလိုင်တို့မှအသက်အန္တရာယ်စိုးရင်ရသည့်အထိအပြင်းအထန်ဒဏ်ရာရရှိထားကြောင်းသိရှိရပါတယ်။စက္ကစနဲ့ထောင်ပိုင်တွေကဒီလိုလာတိုက်တာဟာထောင်ထဲကလူတွေနဲ့ချိတ်ဆက်ပြီးပြစ်တယ်ဆိုပြီးနှိပ်စက်နေတာ။တကယ်ကဒီပြစ်တဲ့အဖွဲကဒီမြို့နယ်ကအဖွဲတွေနဲ့လည်းချိတ်ဆက်မှုမရှိဘူးဆက်ဆက်မှုမရှိဘူး။သူတို့ကလှုပ်ချင်လို့လာလှုပ်တာမှဒီထောင်တွင်းလူတွေကိုအညှို့နဲ့နှိပ်စက်တာပေါ့။အဲ့ဒီလိုနှိပ်စက်တာမှနိုင်ငံရေးအကျဉ်းသားတွေကိုပဲအတိကဥတည်ပြီးတော့နှိပ်စက်တာ။ နှိမ့်ဆက်ခံရတဲ့အထဲမှာအောင်ခံဦးခပါလေးကအ धिक နှိမ့်ဆက်ခံရသူဖြစ်ပြီးတော့အသက်အန္တရာယ်ပါစိုးရင်ရတဲ့အနေအထားတိဖြစ်နေတာနောက်တစ်ယောက်ကတော့ကိုကိုလိုင်ပေါ်လို့အချင်းထောင်တဲ့နှိမ့်ဆက်သူတူကပြောကြပါတယ်စစ်ကောင်စီတပ်သားများရဲ့ညှဉ်းပန်းနှိမ့်ဆက်ခံနေရတဲ့ဗေဒနု PDF ခေါင်းဆောင်ဟောင်းကိုအောင်ခံဦးခပါလေးဟာထောင်တန်203နှစ်ကြာခံထားရပြီးဥကိုကိုလိုင်ကလည်းထောင်တန်183နှစ်ကြာခံထားရကြောင်းမကွေးဘဟုအချင်းထောင်ခထောင်းနေအချင်းထောင်မှာ NLD ပါတီဝင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မွန်းညို့ တိုင်းလွတ်တော်ဥက္ကဋ္ဌဥတ္တာတို့လည်းထိမ့်သိမ့်ခံထားရကြောင်သိရှိရပါတယ်။နိုင်ငံရေးသမားကိုသူတို့ကထောင်ချထားပြီးပြီးထောင်ချထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထောင်ဆန်းချင်းဆန်ညွန့်နဲ့ထားရမှာထောင်ဆန်းချင်းဆန်ညွန့်နဲ့ထားရတာဖြစ်တဲ့အတွက်တခုခုဖြစ်သွားရင်သူတို့ကတာဝန်ယူရမယ်။ ်နောက်တစ်ခုကကြတော့အပြင်ကနေတော်လန်ရဲ့အတိုက်ဝန်းကလာတိုက်ခိုက်တဲ့အခါမှာတိမ့်ဒီပဲဖြစ်ပါစေမတိမ့်ဒီပဲဖြစ်ပါစေဒါကသူတို့ကာကွယ်ရမယ့်အပိုင်းထောင်သားတွေနဲ့ဘာမှမဆိုင်ဘူးမဆိုင်ဘဲနဲ့ထောင်သားတွေကိုညှိုးတဲ့ပုံစံဖြစ်နေတာဒါကလုံးဝလက်ခံလို့မရဘူးဒါတွေကလူအခွင့်အရေးကိုကျူးလွန်နေတာဖြစ်တယ်လို့အကျဉ်းထောင်တဲ့နှိစက်တဲ့နိုင်ငံရေးသမားတူကပြောဆိုပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ်အကြံဖတ်မင်းအွန်လိုင်းတို့ကိုတရားစီတွေ့ဆုံခဲ့မှုအပေါ်နှစ်ဖက်စလုံးကန့်ကွက်မှုမရှိဘဲအပြုသဘောဆောင်ဟုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါကမြို့သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်နဲ့စစ်ကောင်စီခေါင်းဆောင်အကြံဖတ်မင်းအွန်လိုင်းတို့ကိုတရားစီတွေ့ဆုံခဲ့မှုအပေါ်နှစ်ဖက်စလုံးကကန့်ကွက်မှုမရှိဘဲတွေ့ဆုံမှုမှာအပြုသဘောဆောင်ကြောင်းမလေးရှားဝန်ကြီးချုပ်ကသတင်းထုတ်ပြန်ပါတယ်။ ယနေ့နေ့ပိုင်း NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့မလေးရှားဝန်ကြီးချုပ်တို့အကြမိနစ်40ကြာအွန်လိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းတွေ့ဆုံဆွေးနွေးမှုမှာအရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများမြန်မာပြည်သူများထံသို့ပေးနိုင်ရေးနဲ့အကူအညီလိုအပ်နေသူများထံကိုအကူအညီများရောက်ရှိရေးကိုအဓိကဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီလိုဆွေးနွေးမှုအတွင်းဆက်လက်၍တွေ့ဆုံဆွေးနွေးရန်အရေးကြီးကြောင်းအခွင့်အခါရတဲ့အခါတင့်လျော်တဲ့အချိန်မလေးရှားနိုင်ငံကိုလူကိုယ်တိုင်လာရောက်တွေ့ဆုံလိုတယ်လို့ NUG ဝန်ကြီးချုပ်ကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ အကြံဖတ်မဲအွန်လိုင်းနဲ့တွေ့ဆုံစဉ်ကလည်းတွေ့ဆုံမှုမှာအပြုသဘောဆောင်ပြီးနံပါတ်စလုံးကယခုတွေ့ဆုံမှုအပေါ်တစ်ဖက်နဲ့တစ်ဖက်ကန့်ကွက်မှုမရှိကြောင်းယုံကြည်မှုတိဆောက်ရေးဟာမရှိမဖြစ်လိုအပ်ပြီးအာဆီယံဥဆောင်နဲ့ကြိုးပမ်းမှုအဖြစ်ဆက်လက်တည်ရှိရန်အရေးကြီးကြောင်းမြန်မာပြည်သူများရဲ့အကျိုးစီးပွားအမျိုးသားပြန်လည်တည်မြဲရေးငြိမ်းချမ်းရေးအတွက်သက်ဆိုင်သူအားလုံးနဲ့ဆက်လက်ဆွေးနွေးတော့မှာဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်ကယနေ့ထုတ်ပြန်ပါတယ် ယနေ့မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲသို့ NUG ဝန်ကြီးချုပ်နဲ့အတူနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းဝန်ကြီးချုပ်ရုပ်အမြဲတမ်းအတွင်းဝန်တို့တက်ရောက်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ထံမှသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မကွေးထောင်မှာအချင်းဦးစီးဌာနရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါအဝင်နိုင်ချင်း၂ဦးသေဆုံးက၅ဦးထက်မနည်းဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးထောင်မှာအချင်းဦးစီးဌာနရဲ့ပြစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါအဝင်နိုင်ငံရေးအကျဉ်းသားနှစ်ဦးသေဆုံးပြီးငါးဦးထက်မနည်းဒဏ်ရာရပြီးစေဝါကုသမှုခံယူနေရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောကြားပါတယ်။ဧပြီလ17ရက်နေ့ညပိုင်းမကွေးထောင်အနီးတော်လန်ရေးတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်များအကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီအချိန်ထောင်တွင်းမှာလည်းအကျဉ်းဦးစီးဌာနဝန်ထမ်းများနဲ့အကျဉ်းသားများအကြတင်းမာမှုနဲ့ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း အချင်းဦးစီးဌာနများကထောင်ဘိုးဝါနဲ့ကင်းမြော်စင်မှတနက်နဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသား၂ဦးသေဆုံးပြီးနိုင်ငံရေးအကျဉ်းသားများနဲ့အကျဉ်းသားများစွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိမှာအကျဉ်းသား၅ဦးထက်မနည်းစီဝါကုသမှုခံယူနေရကြောင်း PPNM ထံမှသိရှိရပါတယ်။အကျဉ်းထောင်မှာရှိတဲ့အကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေဟာတော်လန်ရေးအောင်မယ်ဆိုတဲ့စိတ်နဲ့အကျဉ်းထောင်ထဲမှာအတက်နိုင်ဆုံးဘာပြစ်ဒဏ်မှအဖြစ်မခံဘဲထိခိုက်မခံဘဲနေထိုင်နေကြတယ်။ ကာလကြာလာတာနဲ့အမျှအချင်းထောင်ထဲမှာတည်ထန်ကြခံရသူတွေတသက်တကြွချခံရသူတွေစိတ်ထဲမှာတော့ထောင်ပြင်ပကိုအမြန်ဆုံးလွတ်မြောက်နိုင်ရေးဆိုတဲ့အခြေအနေလို့ကျွန်တော်တို့ကသုံးသပ်ပါတယ် ဒါကြောင့်မို့လို့လဲပြင်ပမှာတနက်တန်တွေကြားတိုင်းဘုံတန်တွေကြားတိုင်းအချင်းထောင်တွေကနိုင်ကျင်းတွေဟာပျော်ရွှင်ကြည်နူးပြီးမှအတက်ရတယ်လို့မျိုးပဲတစ်ခါတခါမှဒီလိုတိုက်ပွဲတွေဖြစ်တယ်ဆိုတာခြေတန်တွေနီးလာတာနဲ့အမျှအချင်းထောင်ထဲမှာရှိတဲ့သူတို့ရဲ့စိတ်ကလည်းဒါဟာငါတို့ကိုလာကူတာပဲဆိုတဲ့စိတ်သူတို့ခံစားကြရပြီးအချင်းထောင်တွေကလွတ်မြောက်ရေးကိုကြိုးစားပြီးပြင်ဆင်ကြတယ်ဆိုတဲ့အခြေအနေမျိုးကိုဖြစ်သွားစေတယ်လို့တုံ့သက်ပါတယ်လို့ကိုတိုက်ထုံးဦးကပြောကြပါတယ်လက်ရှိမှာစစ်တပ်ကနိုင်ငံရေးအကျဉ်းသားများကိုထောင်ထဲစုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်လျက်ရှိကြောင်း အကျဉ်းသားများနဲ့ထောင်ဝင်တန်းများထိတွေ့မှုမှာထောင်ဝင်တန်းတချို့လည်းထိကြိုက်တန်းရရှိကြကြောင်သိရှိရပါတယ်တရောင်နဲ့တရောင်အပြစ်တင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အားနဲ့ချက်ကိုပုံမှုပြင်ဆင်ပြီးမှအချင်းထောင်တွေကနိုင်ငံရေးအချင်းသားတွေရဲ့မျှော်လင့်ချက်ဖြစ်တဲ့ထောင်တကားတွေကိုချိုးဖျက်ပြီးတော့နိုင်ငံရေးအချင်းသားအလုံးလွတ်မြောက်ရေးကိုတော့ကိုယ်တိုင်စ조사တဲ့အခါမှာရောကျွန်တော်တို့အရှိကအစုအဖွဲ့တွေ조사တဲ့အခါမှာရောပုံမှုစနစ်တကျနဲ့တပတ်အကျိုးရလမှာနိုင်ကျင်းတွေကိုမထိခိုက်ဘဲနဲ့တကယ်ထုတ်နိုင်မဲ့နီလန်း မြို့သိမ့်တိုက်ပွဲတွေနဲ့အတူထောင်တကားတွေကိုချိုးဖြတ်မဲ့နီလန်းတွေကိုလုံနိုင်ရင်တော့ပိုကောင်းတယ်လို့ကျွန်တော်တို့ကအကြံပြုတိုက်တွန်းပါတယ်လို့ကိုတိုက်ထုံးဦးကပြောကြပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်လွတ်မြောက်နေပြီတချို့မှာအရက်သားများစကားပြောဆက်သုံးဆွဲလာမှုလေချောင်းအန်ရဲကြာရောက်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖုန်းလိုက်ဖြတ်တောက်ခံထားရတဲ့ရခိုင်မှာရှိတဲ့လွတ်မြောက်နေပြီတချို့မှာအရက်သားများဟာ walkie talkie လို့ခေါ်တဲ့စကားပြောဆက်များကိုယခုနောက်ပိုင်းအသုံးပြုလာနေပြီးအဲ့ဒီလိုသုံးဆွဲမှုဟာစစ်ကောင်စီရဲ့လေချောင်းအန်ရဲကိုကြာရောက်နိုင်တယ်လို့သိရှိရပါတယ်။ ရခိုင်တပြည်လုံးနီးပါးမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့အတွက်တချို့မြို့များနဲ့ကျေးရွာတွေမှာအချင်းချင်းဆက်သွယ်ပြောကြားနိုင်ရင်ယခုနောက်ပိုင်းအဆိုပါဆက်များကိုအရက်သားများကဝယ်ယူသုံးစွဲမှုများရှိလာနေတယ်လို့ဒေသခံများကဆိုပါတယ်။အဆိုပါဆက်များအနက်အချို့ဆက်များမှာဖုန်းစင်ကက်မလို့ဖုန်းပေမလို့ပဲသုံးမှန်ခန့်အကွာအဝေးအတွင်းသာဆက်သွယ်ပြောကြားနိုင်ရရတယ်လို့သုံးစွဲသူများကပြောဆိုပါတယ်။အထိုင်ဆက်တက်ဆင်ထားပါကရင်းထက်မိုင်းအကွာအဝေးအများကြီးပြောကြား၍ရတယ်လို့လည်းဆိုကြပါတယ်။ သို့သောအဆိုပါဆက်ကိုတုံးဆွဲခြင်းနဲ့တုံးဆွဲသူရဲ့တီနီယာတွေကိုစစ်ကောင်စီဘက်ကဂျိုရူမာတဆင့်ခြေရာခံရရှိနိုင်တယ်လို့အာရခတက်တော် AA အရာရှိတဦးကနီရစ်ရာကိုပြောပါတယ်။အဲ့ဒီဆက်တွေကတီနီယာတွေကိုသိနိုင်တယ်။အဲ့ဒီလိုစိုးရင်ဇာတွေရှိနေလို့အဲ့ဒီစကားပြောဆက်တွေနဲ့ပြောတဲ့နေရာတွေကိုခြေရာခံပြီးမလုံခြုံဘူး။အဲ့ဒီစကားပြောဆက်တွေကလေကြောင်းအန်နီယာတွေကိုပို့ပြီးကြောက်ကြရတယ်။အဲ့ဒီဆက်တွေနဲ့စကားပြောနေရင်တီနီယာမပြောဖို့လိုအပ်ပါတယ်လို့ပြောပါတယ်။ အဆိုပါဆက်များကိုလက်ရှိမှာရခိုင်ရှိလွတ်မြောက်နေပြည်များနဲ့တော်လန်ရေးနေပြည်များမှာတော်လန်ရေးတပ်ဖွဲ့များမှာအရာရှိများနဲ့တပ်ဖွဲ့ဝင်များကသာများသောအားဖြင့်တုံးဆွဲတက်ကြတယ်လို့သိရပါတယ်။အဆိုပါနေပြည်များမှာအရက်သားများကယခုကဲ့သို့တုံးဆွဲနေခြင်းဖြင့်စစ်ကောင်စီကစစ်ပတ်အရက်ဖတ်ခွဲကြမသိရှိနိုင်ပဲမထင်ရင်မထင်သလိုလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်လာနိုင်တဲ့အတွက်အရက်သားများတုံးဆွဲမှုကအလွန်အန္တရာယ်ရှိတယ်လို့သူကဆက်ပြောပါတယ်။ဖုန်းစင်ကတ်တွေနဲ့ပြောတာထက်ပိုပြီးဆိုတယ်ဘယ်နာမှာပြောနေလဲဆိုတာချက်ချင်းရန်သူဘက်ကဖမ်းလို့ရတယ်။ အရက်သားတုံးတယ်ဆိုတာကိုစစ်ကောင်စီကတိမာမှာမဟုတ်တာဒါတွေကစစ်ဘက်ကလူတွေပဲတုံးတယ်လို့တန်းတိမာလေးလို့ပြောပါတယ်အဆိုပါဆက်များကိုတော်လန်ရေးနေမြင့်များမှာတော်လန်ရေးတပ်ဖွဲ့ဝင်များကတုံးဆွဲလာရမှာလဲစစ်ကောင်စီကတင်းနီယာကိုမသိရှိနိုင်စေရန်ဤပညာအရပြန်လဲပြုပြင်ပြီးတုံးဆွဲကြရတယ်လို့သိရှိရပါတယ်အဆိုပါစကားပြောဆက်များကိုပရာဟိတလုပ်ငန်းများတည်ယူပို့ဆောင်ရေးလုပ်ငန်းများစောက်လုပ်ရေးလုပ်ငန်းများဆေးရုံစည်းကမ်းများကိုပိုင်ကျောင်းများဟိုတယ်နဲ့တဲခိုကမ်းများစားတောက်ဆိုင်များဆက်ရုံအလုပ်ရုံများအထက်မြင့်အဆောက်အအုံများမှာအသုံးများကြတယ်လို့သိရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုစိုးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ